ားလုံးပဲမင်္ဂလာပါ eFootball Player Age Facebook Page YouTube နဲ့ TikTok ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်ဒီနေ့မှာတော့ Italy Bank မှာပါဝင်လာတဲ့ Spalletti Lomo Counter 89 Nibia နဲ့ကျွန်တော်ဒါ Belgian Pack မှာပါဝင်လာတဲ့ Quick Counter 89 Nibia နှစ်ယောက်ကြောင်းဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ Nibia နှစ်ယောက်လုံးအဲကျွန်တော်အချိန်လေးလဲတော်တော်ယူပြီးတော့ စောကြည့်ထားတယ်အဲ့တော့ဒီနီးပြနှစ်ယောက်လုံးစောကြည့်ထားတယ်အာအင်ငိမ့်ဗီဒီယို review လေးနဲ့အတူကျွန်တော်ဒီနီးပြနှစ်ယောက်လုံးရဲ့အကြောင်းကိုပြောပြပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယို select ကြည့်ရှုအားပေးကြပါဦးဗျာ ပထမဆုံးတယောက်အနေနဲ့ကျွန်တော်ကလောင်ဘောကောင်တာ89နီးပြားဖြစ်တဲ့ spelity ကြောင့်အရင်ပြောပြပေးတော့ဖြစ်တယ်။အဲ့တော့ကျွန်တော် spelity က position game ကိုလည်း82အထိဆော့လို့ရတယ်။ defense awareness က +1 နဲ့ stamina +1 ပေါ့။အဲ့တော့လောင်ဘောကောင်တာနီးပြားတယောက်ဖြစ်တဲ့ပြန် defense awareness +1 ဖြစ်နေတာကြောင့်ကျွန်တော်တို့အရင်နေရနေပြီးတော့နောက်တန်းကစားပုံကောင်းနေတယ် player တွေအတွက်ကတော့ဒါ stable နည်းနည်းလေးထပ်ပြီးတော့ပုံဖြစ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိရဲ။နောက်တစ်ခုကျွန်တော်ဒီ Italy သင်းနီးပြောက်ကိုပို့ပြီးသဘောကျတာတော့ဒီကွင်းလယ်ကစားပုံလေးတွေတော်တော်လေးကိုပုံမိုင်းလာတယ်။ကျွန်တော်အကဲအာကွင်းလယ်ကစားသမား၃ယောက်ဆိုတာရော၂ယောက်ဆိုတာရောဆိုလို့ရှိရင်ကျွန်တော်တို့ချထားတဲ့ formation ကပုံစံနဲ့ကစားသမားတွေအနေနဲ့ဝေးနေတာတွေရှိတယ်ဆိုရင်လည်း သူကစူးစီစီလေးနဲ့အဲဒါဘောလုံးဖြတ်မယ်ဘောလုံးပြန်ပြီးတော့ရလာခဲ့ပြီဆိုရင်လည်းတိုက်စစ်အတွက်ကိုပါစပိုင်းကောင်းကောင်းလေးနဲ့ဘောလုံးပြီးသွားတာလေးတွေကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်အဓိကတော့ဒီနီးပြမှာကွင်းလက်ပိုင်းဟိုဒါကောင်းကောင်းထိန်းချုပ်ပြီးစားနိုင်မယ်ဆိုရင်တော့ တော်တော်လေးကိုကောင်းတဲ့နည်းပြတယောက်ဖြစ်ပါတယ်အဲ့တော့ Insagi ရဲ့ long ball ကောင်းတာကစားတဲ့ပုံစံကတော့ကျွန်တော်အခုထိထိလည်းကြိုက်တယ်အခုထိလည်းစွန့်နေသေးတယ်အဲ့တော့ तू ကတော့ကျွန်တော် player တွေအားလုံးနဲ့တော့ flexible ပုံဖြစ်တယ်စော့လို့လည်းကောင်းတယ်တိုက်စစ်ပိုင်းမှာလည်းကစားသမားတွေနေရာယူပုံလေးတွေတော်တော်လေးကိုကောင်းပါအဲ့တော့ကျွန်တော်တို့နည်းပြ spelledy ရောစော့ရတဲ့အခြေအနေဘယ်လိုရှိလဲလို့ဆိုလို့ရှိရင် spelledy ကစော့ရတာ stable ဖြစ်တယ်အဲကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲကွင်းလယ်ကစားပုံလေးတွေတော်တော်လေးပို့ပြီးတော့ကောင်းလာတယ်။နောက်တဲ့ကစားပုံကတော့ ဒါနည်းမြိုင် interview တိုင်းမှာပဲဘာမှပြောနေစရာမလိုပါဘူးအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ AI position ယူပုံလေးတွေနည်းနည်းလေးပါလာတယ်လို့ပြောလို့ရတယ်အဲကျွန်တော်တို့ AI position ဘယ်လိုမျိုးလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘလုံးလက်ခံထားတဲ့ကစားသမားတယောက်ကိုကျွန်တော်တို့ကအဲအေးပေါ့ second player ကိုပြီးပြီးသွားတာနဲ့အဲ့ player ကိုလိုက်ပြီးထက်တက်လာဖို့အတွက်ကိုဂျုံများလေးနဲ့ခေါ်ပြီးဆော့ရတာရှိပါတယ်အဲ့တော့အဲ့လိုမျိုးခေါ်ပြီးဆော့နေကြမလို့ပဲねသူတို့အဲ့လိုအဲ့လို player ကို AI position နဲ့ပဲခေါ်ပြီးဆော့သွားပြီးမှဖြစ်ပါတယ် substitutes. Well, I think his job here, Peter, is going to be to reinvigorate that attack, just change the rhythm up front. The <laughs> deep then, and they've got their leveller. Ah, uh, the invitation was received with such a clever run. Great chance! Superb goal! General, quick on the Nidia. Garcia Jones, Sabio Biomas Lucien, General, quick on 89. Right. our AD ပေါ့အဲအဲ့တော့ तू က ball control ဘက်က +1 ဖြစ်နေ offensive awareness plus 1ဖြစ်တယ်ပေါ့အဲ့တော့ offensive awareness plus 1ဖြစ်တဲ့နည်းပြတွေကတော့ဒါ player တွေအားလုံးသိပြီးသားကြတဲ့အတိုင်းပဲတိုက်စစ်မှာတော်တော်လေးကိုမြန်မြန်ဆိုင်ဆိုင်တိုက်မယ်အဲ့တော့ ball control ဘက်ရေးလဲကောင်းနေဆိုတော့မစိုးပါဘူးစောရတာလေးတော်တော်အဆင်ပြေကောင်းတဲ့နည်းပြတရားဖြစ်နေတော့ offensive awareness ကလည်း plus 1ဖြစ်နေတဲ့အတွက်ကိုတိုက်စစ်အတွက်တော်တော်လေးကိုမြန်ပါမယ်ကျွန်တော်တစ်ဖက်အသင်း player high line ဖြစ်နေတော့မှာ ကောင်းကောင်းလေးကိုတိုက်စစ်ဆင်ကစားနိုင်မှာလည်းဖြစ်တယ်။ကျွန်တော်အခုနပြောခဲ့သလိုပဲ offensive awareness plus 1ဖြစ်တဲ့အတွက်ကျွန်တော်တိုက်စစ်ကိုတအားဖိဆုံးနေတဲ့အခြေအနေတစ်ခုမှာတခြားအသင်း player ရဲ့ area box အတွင်းမှာတော့အတွင်းမှာကျွန်တော်ဒီအနားမှာပေါ့ player တွေတော်တော်များနေရာယူလို့ရမှာဖြစ်တယ်။ဘောလုံး pass တွေအတွက်ကိုကျွန်တော်ဘောလုံးကောင်းကောင်းကင်ပြီးဆော့နိုင်တဲ့ player တွေအတွက်ဂိုးရနိုင်မှုပို့ပြီးတော့ chance များပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Garcia မှာဆိုလို့ရှိရင် အားနည်းချက်တချို့လေးတော့ရှိတယ်ပေါ့အဲ့ဒါတော့ကျွန်တော်တို့ထုံးစံနိုင်မှာ offensive awareness plus 1ပေါင်းထားတဲ့နီးပြတွေကတော့တိုက်စစ်ကိုတအားကိုအသားပြီးဆော့တဲ့ player တွေဖြစ်တဲ့အတွက်ကျွန်တော်နောက်တန်းကစားပုံလေးတွေတော့အဲနည်းနည်းလေးထိန်းချုပ်ပြီးဆော့ပေးရမယ်ကျွန်တော်တို့ဒါ high defensive line ဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဒါ Dasraya ဒါထုံးစံနိုင်မှာ extra from man ကျွန်တော် build up ပေါ့အဲ့ player တွေတွေကနေပြီးတော့ဒါ low end low end လို့တစ်ဖက်အသင်းတိုက်စစ်တို့ AMF တို့တက်လာလို့ရှိရင်တော့ဘောလုံးတက်ပြီးတော့ ဖြတ်တဲ့အပိုင်းလို့ရှိရအဲ့ဒါလေးတော့ကျွန်တော်တို့ဒါ individual instruction နဲ့မှာတော့သွားပြီးတော့ထိန်းထိန်းကျုပ်ကျုပ်လေးစော့မယ်ဆိုရင်တော့ဒါကောင်းပါတယ် shot could be on hits one he's go ကျွန်တော် long mode counter နီးပြ spelledy ရဲ့အာ quick counter နီးပြဟိုပါပေါ့ဒါစီရရဲ့ပေါ့အဲ့တော့ဒီနေရောက်အကြောင်းချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် long mode counter player တွေအတွက် spelledy ကိုဝယ်ဖို့လိုအပ်လားလို့ဆိုတော့ကျွန်တော် အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ insecurity မရှိဘူးဆိုရင်တော့ဒါဝယ်သင့်ပါတယ်အကိ insecurity ရှိနေသေးတယ်ဆိုရင် insecurity ကတော့ကျွန်တော်ဒါ inter milan pack မှာပါဝင်လာတဲ့ long ball counter နီးပြပါအဲ့တော့ insecurity ရှိနေတယ်ဆိုရင်တော့မဝယ်လဲရပါတယ်အာအရင် trade to ပြောင်းလဲသွားတာတော့မရှိဘူးအဲကျွန်တော်ပြောသလိုမျိုး spelledy ကတော့ AI position mind လေးတွေနည်းနည်းလေးယူပေးထားတာဖြစ်တဲ့အတွက် ယ်။နည်းနည်းပိုကောင်းနေပေါ့ဗျာ။ဒါပေမဲ့အာတိုက်စစ်စင်မုံနေ attacking creativity တွေမှာတော့ insecurity ကတော်တော်လေးကိုမိုက်တဲ့ကျွန်တော်ဒါ second striker တွေအလုံးလုံးပုံနေ CFD နေရယူပုံနေကျွန်တော်တန်းကစားပုံလေးတွေတော့အဖက်ဖက်ကတော့တော်တော်ပြည့်စုံနေနီးပြတယ်မှာပါပါတယ်။အကြီးအမ်ဝေဘူပြည့်ပြည့်စုံစုံနဲ့ရှိရယ်ကွန်နီထားရလဲဝယ်နိုင်နေဆိုရဲပလေယာတွေတော့ကတော့ဝယ်ပါအကင်းအင်စကီရှိနေတဲ့ထောက်ဝယ်ဖို့မလောက်သေးဘူးဆိုရင်တော့လေဒါလောင်မော့ကောင်တာတော့ခု89လာတဲ့နောက်ကြိုင်လဲ နောက်မှာပါဗျာ90လာမှာပဲ90ရေကျတော့လျှောက်ကိုလာနေအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဒါ insecurity ရှိနေတဲ့ player တွေအတွက်လုံလောက်ပါတယ်ဝယ်စရာမလိုပါဘူးနောက်ထပ်တစ်ယောက်ကတော့ကျွန်တော်ဒါ quick counter 89နီးပြ garcia ပေါ့ garcia ရဲ့ကစားပုံတွေကကျွန်တော်ပြောရလို့ရှိရင်အဲဘယ်ကောင်နဲ့နည်းနည်းသွားပြီးစင်တူနေလဲဆိုတော့ကျွန်တော်ဒါ Manchester United အသင်းနီးပြလိုမျိုးပဲပေါ့ offensive awareness က +1 ဖြစ်တယ်ဒါပေမဲ့ Amorea ရော ကျွန်တော်တို့ဒီနောက်တန်းကစားပုံကတော့လုံးဝဟိုတော်တော်လေးကိုထိန်းသိမ်းသိမ်းဆော့မှာပဲနောက်တန်းမပေါက်မဲ့အနေထားမှာရှိရဲတိုက်စစ်အားတော့ကောင်းတယ်ပေါ့အခုဒီဂါစီယာဆိုရင်လည်းအဲ့လိုမျိုးပဲတိုက်စစ်အားတော်တော်မိုက်တယ်နောက်တန်းကစားပုံကတော့ကျွန်တော်အခုနပြောခဲ့တဲ့အတိုင်းပဲနည်းနည်းပါးပါးလေးထိန်းဆော့မယ်ဆိုရင်တော့ဒါသူလည်းကောင်းပါတယ်အဲ့တော့ကျွန်တော်ခွေးကောင်တဲ့နီးပြတယ်မှာတော့ဂါစီယာရောသဘောတွေ့လာလို့ဆိုပြရင်လည်း ရောင်းတာယာဗီလွန်ဆိုရဲ့လီဗာပူးစင်အတင်းကနီးပြောက်ကိုဝယ်ထားတယ်ဆိုရင်တော့ကျွန်တော်တို့အတွက်မလိုသေးဘူးလို့လည်းပြောလို့ရတယ်ဒီချိန်မှာခွိကုံနာမှာတော့ယာဗီလွန်ဆိုကတော်တော်လေးကိုကောင်းပါတယ်ကျွန်တော်နီးပြားနှစ်ယောက်လုံးနဲ့ပတ်သက်ပြီးတော့အမ်ကျွန်တော်အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်ကိုယ်တိုင်လည်းစောကြည့်ထားတယ်ကျွန်တော်တူးတဲ့အမြင်နဲ့ပဲကျွန်တော်စောကြည့်ရတဲ့လောက်လေးကိုကျွန်တော် review ပြန်လုပ်ပေးတာဖြစ်တယ်ကစားသမားတွေတယောက်နဲ့တယောက်ကတော့ကျွန်တော်တို့ ဆော့ရပုံစံချင်းမတူတာဖြစ်တဲ့အတွက်အနှဲငယ်တော့ကွဲလွဲနေနိုင်ပါတယ်ဒါကတော့ကျွန်တော်အခုနပြောခဲ့သလိုပဲကျွန်တော်ကိုယ်တိုင်စောကြည့်ထားတဲ့အမြင်နဲ့အတွေ့အကြုံပြောပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပလေယာညီကိုတယောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ဗျာ